အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ Father George ရွှေထွန်းဖြစ်ပါတယ်ကျွန်တော်မြန်မာနိုင်ငံလုံးဆိုင်ရာတမကျန်းစာတမန်တော်လုပ်ငန်းရဲ့တာဝန်ခံဖြစ်ပါတယ်ကျွန်တော်အခုဒီ BBS လို့ခေါ်တဲ့အခြေခံတမကျန်းစာတွေနိုင်ဒီနိုင်ငံတစ်ခွမ်းမှလိုက်ပြီးတော့မှသင်တန်းလေးတွေပေးပါတယ်အဲ့လိုသင်တန်းပေးရတဲ့အကြောင်းရင်းကလည်းပဲဒီတမကျန်းစာတော်နဲ့ဘာသာသူတွေထိတွေ့ပြီးတော့မှယဉ်သိမှုရှိဖို့ပေါ့ ဒီတမချမ်းကတော့အသက်ပေးတဲ့နှုတ်ကပတ်တော်မှာရှင်သန်ဖို့ဒီတိုင်းလျှောက်လန်းနိုင်ဖို့ဆိုတဲ့ရည်ရွယ်ချက်ကအဓိကပါပဲသူတို့ဖြစ်ကျွန်တော်တို့ကက်သလစ်တွေကရိုးရိုးသားသားဝန်ခံရမယ်ဆိုရင်တမချမ်းစာမှာနည်းနည်းအားနည်းပါတယ်ဒါပေမဲ့နေ့စဉ်နဲ့အမျှကြားနာနေရတာတော့ချမ်းစာမိစတရားမှာလည်းပဲကြားနာရတယ်မိစတရားမှာဆိုရင်ကျွန်တော်တို့နှုတ်တော်ထွက်တရားအဲတရားအစာကိုကျွန်တော်တို့ပုံမှန်စားပါတယ်ပြီးတော့ရင်အသားအစာဖြစ်တဲ့ကုရောမြတ်ကိုပြည့်ရင်ကြတယ် အဲ့တော့ဒီလိုကိုရောမြန့်ပြင့်ယူတဲ့အခါမှာကျမ်းစာနဲ့ရင်းနှီးထားတယ်ဆိုရင်အဘိဓိယရဲ့ဆိုလိုရင်းတွေကိုကောင်းကောင်းသိပြီးတော့မှတန်ဖိုးထားနိုင်မှဖြစ်မယ်ဆိုတဲ့ရည်ရွယ်ချက်လည်းပဲပါပါတယ်။ဒါမှမဟုတ်ဒီလိုကျမ်းစာဝေမျှခြင်းလုပ်တဲ့အခါမှာကျွန်တော်တို့အဓိကနှစ်ပိုင်းရှိပါတယ်။တစ်ပိုင်းကတော့တမန်ကျမ်းစာဝေမျှခြင်းနဲ့အတူတမန်ကျမ်းစာ Bible Study လေ့လာခြင်းတွေလည်းပဲပါပါတယ်။အဲတမန်ကျမ်းစာဝေမျှခြင်းလို့ပြောတဲ့အခါမှာကျွန်တော်တို့ကတနေ့မနေ့ဒီမှာဖတ်တဲ့ အင်းဝီလီကျန်းစာကိုကြိုတင်ဖတ်ပြီးတော့မှဝေမျှခြင်းတွေလုပ်တဲ့အခါမှာတနေ့ကနေနေ့မှမိစားတရားသွားတက်ပြီးဆိုရင် အားလုံးဟာအစဉ်နှင်းရှိတဲ့အခြေအနေမျိုးမှာရောက်ရှိပါတယ်။အဲတော့ကျန်းစာနဲ့ယဉ်သိတွေ့ဝင်ဖို့အတွက်အားလုံးကိုလည်းပဲအားပေးပါတယ်။ပြီးတော့တော့ကျွန်တော်တို့ဒီနှစ်ထဲမှာဆိုရင်လည်းပဲဒီမြန်မာတပြည်တလန်တရားမှာကျွန်တော်တို့သွားပြီးတော့မှလုံးမဲ့တင်နန်းပေါင်းဟာရာထားချက်36ချိန်ရှိပါတယ်။ အဲ့တော့ဒီမန္တလေးသာသနာမှာတော့အခုကဒီနှစ်မှာနှစ်လအတွင်းမှာ၁၂ကြိမ်ပြုလုပ်ဖို့အစီအစဉ်ရှိပါတယ်အဲ့တော့ဒီအဓိကအချက်ကတော့တမချန်းလာမှာရင်းနှီးပြီးတော့မှလက်တွေ့အသက်ရှင်ဖို့ပါပဲကျွန်တော်ဆောင်ဖို့အနေနဲ့ကတော့ခရိယံပြည်ပြည်သားသားနေထိုင်ဖို့ဆိုရင်ကြားနာကြင့်ကြံတက်တည်ခံဓမ္မဒုခရိယံဆိုသလိုဒီကျမ်းစာတော်မြတ်မှာရှင်သန်ပြီးတော့မှပြန်လည်ဝေမျှနိုင်ရှင်သန်ဖို့အတွက်ဆိုတဲ့ရည်ရွယ်ချက်ကအဓိကဖြစ်ပါတယ် ဒါကြောင့်မို့ကျမ်းစာတော်ကိုမျက်နှိုးပါကျမ်းစာတော်ကိုတန်ဖိုးထားပါသင်တန်းမှာလုပ်တဲ့အခါမှာလည်းပဲကျွန်တော်တို့ဒီ meditation တရားထိုင်ခြင်းလေးတွေကမ္မထမ်းရှုခြင်းလေးတွေပါဝင်သလိုတမကျမ်းစာကိုတမျက်တနှိုးနဲ့ပလင်တင်ခြင်းမျိုးဒါမျိုးလေးတွေပါပါတယ်ပြီးသွားတဲ့အခါမှာကျမ်းစာဝေမျှခြင်းကျမ်းစာလေ့လာခြင်းဒီအကြောင်းတွေဟာကျွန်တော်တို့ကိုရင်းနှီးပြီးတော့မှအသက်ပေးတဲ့နှုတ်ကပတ်တော်ကိုကြားနာပြီးတော့မှကျင့်ကြံခြင်းအဖြစ် ထာတော့အသက်ရဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့ပြုလုပ်နေခြင်းပဲဖြစ်ပါတယ်။ကျဲသာတော့နဲ့ရင်းနှီးဖို့ဆိုရင်အကြံပြုချင်တာကတနည်းတလှန်ပကံပဲပြေးမလဲဆိုသလိုပဲကျွန်တော်တို့နေ့စဉ်ပုံမှန်လေးစမ်းစာကိုဖတ်ချင်းဟာကျွန်တော်တို့အတွက်ဝิญဉ်ခွန်အားကိုရရှိပါတယ်။တချို့တွေအတွက်တင်တဲ့တက်ဖို့အချိန်မပေးနိုင်ဘူး။အချိန်အများကြီးမပေးနိုင်ရင်တော့မှမနဲ့အိပ်ရထားတဲ့အချိန်လေးမှစမ်းစာလေးတစ်ပိုက်ပဲဖြစ်ဖြစ်ချက်ပြတစ်ခု အခန်းလေးတစ်ခန်းပဲဖြစ်ဖြစ်ပုံမှန်ဖတ်တယ်ဆိုရင်ဒီရာဟာကျွန်တော်တို့အတွက်ဖျားနဲ့ယဉ်လိရာယဉ်လိကြောင်ဖြစ်ပါတယ်ကျွန်တော်တို့ယုံမှဆိုရင်လည်းပဲယုံစစချင်းမှမစခင်မှကျွန်တော်တို့တနေ့ကိုပုံမှန်အခန်းကြီးတစ်ခန်းတစ်ခန်းပုံမှန်ဖတ်တယ်ပြီးတော့ယုံမှရှိတဲ့သူတွေကျွန်တော်တို့အတူတူဝေမျှကြတယ်ပုံမှန်လေးဒီလိုပြုလုပ်ခြင်းဟာလည်းပဲကျမ်းစာတော်နဲ့ယဉ်လိရာယဉ်လိကြောင်ဖြစ်ပါတယ်ဒါကြောင့်မလို့အကြံပြုနေတာကအချိန်မရှိလို့ ကျမ်းစာကို မနှိမ့်လာဘူးမဖတ်ဘူးဆိုတာထက်အချိန်ဆိုတာဖျားပေးတဲ့အချိန်မှာဒါကြောင့်မလို့ဖျားပေးတဲ့အချိန်ကိုဖျားကိုတမိနစ်ကလေးနှမိနစ်ကလေးပြန်လဲဆက်ကပ်ပြီးတော့မှဝိညာဉ်ခွန်အားယူကြပါလို့အားလုံးကိုတိုက်တွန်းနှိုးဆော်လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်